အားလုံးမင်္ဂလာပါဒီရက်ပိုင်းမှာကျွန်တော်ပုဒ္ဓဝိဉ္ဇံအချင်းလေးဖတ်ဖြစ်နေတာပါဖတ်ရင်းနဲ့တွေးစရာစဉ်းစားစရာတချို့တွေ့ခဲ့ရတယ်ဒါကြောင့်ဒီဗီဒီယိုကိုပြုလုပ်ရခြင်းဖြစ်ပါတယ်ကျွန်တော်အတွေ့တွေးစရာစဉ်းစားစရာ အချက်တွေကဘာတွေလဲဆိုတော့ရှင်တော်မြတ်ဗုဒ္ဓကမွေးဖွားပြီးပြီးချင်းလန်းလျှောက်တက်တဲ့စကားတန်းပြောနိုင်တယ်ဆိုတဲ့အချက်ပြုဖြစ်ပါတယ်ဒီလိုအချက်တွေက ဗုဒ္ဓကျမ်းစာမှာမဟုတ်ပါဘူးခရိယန်ကျမ်းစာမှာတော်တော်ကောင်းဟိန္ဒူဘာသာကျမ်းစာမှာတော်တော်ကောင်းအစ္စလမ်ကျမ်းစာမှာတော်တော်ကောင်းသူတို့လည်းပဲမွေးဖွားပြီးပြီးချင်းနတ်ဆုပ်ကိုနှိမ်နှင်းတာတို့ဘလူးကိုသက်ပြီးတောင်းကိုလက်တချောင်းတည်းနဲ့မပြတာတို့မြင်းဆိုင်တိုင်ပြီးပါရှားအင်ဘာယာတခွေလုံးကိုအလင်းပေးတာတို့ပေါ့နော်ဒီချက်တွေကို သူတည်တည်ပညာရှင်တွေရဲ့သုံးတက်ထားတဲ့သိပ္ပံရှုထောင့် ယုတ်တိပေဒနီးတွေနဲ့ကျွန်တော်တို့ sensitive ဖို့တိုက်ဆိုင်ကြည့်ဖို့လိုအပ်လာပါတယ်။ဒါပေမဲ့ဒီနေ့အဖို့တော့ကျွန်တော်ကဗုဒ္ဓဝင်ကျမ်းကိုဖတ်နေတာဖြစ်တဲ့အတွက်ဗုဒ္ဓဝင်ကျမ်းကလာတဲ့အတိုင်းပဲပြောမှာဖြစ်ပါတယ်။ဒါကိုပြောရင်းနဲ့တခြားသောဘာသာသူရဲ့ဖွင့်ဆိုချက်တွေကိုလည်းတခါတည်းပြတ်သွားမှာဖြစ်ပါတယ်။ဒါတွေကကျွန်တော်ဗုဒ္ဓကိုစော်ကားနေတာမဟုတ်ဘူး။အုတ်ခတ်နေတာလည်းမဟုတ်ပါဘူး။မရှင်းတဲ့အချက်တွေကိုဆန်းစစ်ကြည့်တယ် ဝေဖန်ကြည့်တယ်လို့ပြောရင်တော့ပုံမှန်ပါတယ်ဗုဒ္ဓကိုယ်တော်တိုင်လည်းပဲဝေဖန်ခွင့်ပြုထားတဲ့စမ်းစစ်ကြည့်ခွင့်ပေးထားတာဖြစ်တဲ့အတွက်ဒါဟာဗုဒ္ဓရဲ့အလိုတော်ကြဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်မြန်မာဗုဒ္ဓဘာသာစာပေကျမ်းဂန်ဒီမှာအထူးသဖြင့်ဗုဒ္ဓဝင် ကျမ်းမှာရှင်တော်ဂေါတမဗုဒ္ဓဖွားမြင်စဉ်က မွေဖွားပြပြချင်းလမ်းလျှောက်တတ်တဲ့စကားတန်းပြောတတ်တဲ့ဆိုတာပါပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတီတီတွေကဘလို့တုံးတက်ထားတယ်လဲဆိုတော့တကယ်တော့ဒီအယူအဆကို တို့လက်မခံပါဘူး။သိပ္ပံနေကြသူတီတနာတွေအရာတော့မွေးကင်းစားကလေးငယ်တယောက်ဟာလမ်းလျှောက်ဖို့နဲ့စကားပြောဖို့ဆိုလာဘလို့မှမဖြစ်နိုင်ပါဘူး။လူခန္ဓာကိုယ်ရဲ့ဖွံ့ဖြိုးမှုအဆင့်ဆင့်ကိုကြည့်ရင်အဲ့ဒီအရွယ်မှာလမ်းလျှောက်ဖို့လိုအပ်တဲ့စက်သားတွေနဲ့အာယုံကြောတွေဟာလုံလောက်အောင်မဖွံ့ဖြိုးသေးပါဘူးလို့ဆိုပါတယ်။ စကားပြောဖို့အတွက်လိုအပ်တဲ့အုံနောက်ရဲ့လှုပ်ဆောင်မှုနဲ့အာယုံခံစနစ်တွေလည်းအလားတူပါပဲ။ဒါကြောင့်သူတေတီတွေဟာဒီလိုဖော်ပြချက်တွေကိုသမိုင်းဆိုင်ရာအချက်အလက်တွေထက်ဘာသာရေးဆိုင်ရာသင်္ကေတပဲပုံပေါ်ချက်တွေအဖြစ်ရှုမြင်လေ့ရှိပါတယ်။ဆိုတော့တိတ်ပန်နင်းကြနဲ့ယုတ်တိပေတနင်းကြရှူရောင်းတီကနေဒီအချက်တွေကိုထပ်ပြီးကျွန်တော်တို့ကြည့်အောင်ပါလူသားတွေဟာမွေးဖွားလာချိန်မှာလမ်းလျှောက်နိုင်ဖို့နဲ့ စကားပြောနိုင်ဖို့လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာနဲ့အာယုံကျောဆိုင်ရာဖွံ့ဖြိုးမှုအဆင့်ကိုမရောက်ရှိသေးပါဘူး။လမ်းလျှောက်ဖို့အတွက်လည်းခန္ဓာကိုယ်ရဲ့ကြက်သားတွေအထူးသဖြင့်ခြေထောက်နဲ့ခါးပိုင်းဟာတန်မာဖို့လိုအပ်ပါလေ။ဒါအပြင်ခန္ဓာကိုယ်ကိုဟန်ချက်ညီအောင်ထိနိုင်ဖို့အုံနောက်နဲ့အာယုံကျောစနစ်ကလည်းကောင်းကောင်းမွန်မွန်လှုပ်ဆောင်နိုင်ရပါမယ်။မွေးကင်းစကလေးတွေမှာဒီစနစ်တွေဟာအပြည့်အဝမဖွံ့ဖြိုးသေးတဲ့အတွက် လိုင်းလျှောက်ဖို့မဖြစ်နိုင်ပါဘူးသူတို့ဟာလပေါင်းများစွာကြာမှတဖြည်းဖြည်းလှုပ်ရှားနိုင်စွမ်းတွေတိုးတက်လာပြီးမှလမ်းလျှောက်တက်ကြတာပါစကားပြောဖို့အတွက်လည်းပဲအာယုံခံစနစ်အုံနောက်ရဲ့ဘာသာစကားနဲ့ဆက်ဆက်တဲ့အစိပ်အပိုင်းတွေအတန်းအိုးနဲ့ရှာရဲ့လှုပ်ဆောင်မှုတွေအားလုံးပေါင်းစပ်ဖို့လိုအပ်ပါတယ်မွေးကစားကလေးငယ်တွေရဲ့အုံနောက်ဟာရှုပ်ထွေးတဲ့ဘာသာစကားကိုနားလည်ဖို့နဲ့တုံ့ပြန်ဖို့အထစ်မဖွင့်ဖြိုးသေးပါဘူး။သူတို့ဟာအသံတွေကိုကြားနိုင်နေမဲ့ အတိတ်ပဲရှိတဲ့စကလုံးတွေကိုနားလည်ဖို့နဲ့ထုတ်ဖော်ပြောဆိုဖို့အတွက်အချိန်ယူရပါတယ်ပထမဦးဆုံးစကလုံးတွေကိုစပြောနိုင်ဖို့တော့အ ਨੇ ဆုံးတစ်နှစ်လောက်အချိန်ယူရလိမ့်ရှိပါတယ်ကဘာတဝမ်းကကလေးတငယ်ဖွံ့ဖြိုးမှုဆိုင်ရာလေ့လာမှုတွေမှာဘယ်ကလေးတငယ်မှမွေးဖွားပြပြချင်းလမ်းလျှောက်နိုင်တာမျိုးစကားပြောနိုင်တာမျိုးမတွေ့ရှိရပါဘူးဒါဟာလူသားမျိုးနွယ်ရဲ့တဘာဝ ဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်အခုပြောသွားတာကတိတ်ပန်ရှူတောင်းအချက်လက်တချို့ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ယုတ်တိပေဒရှူတောင်းကနေကျွန်တော်တို့ကြည့်အောင်ပါယုတ်တိပေဒအရာဖြစ်ရက်တစ်ခုဖြစ်ပေါ်ဖို့အတွက်တင့်လျော်တဲ့အကြောင်းရင်းတွေရှိရပါတယ်မွေကင်းစားကလေးငယ်တယောက်ဟာလမ်းလျှောက်ဖို့နဲ့စကားပြောဖို့လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာနဲ့အုံနောက်ဆိုင်ရာဖွံ့ဖြိုးမှုမရှိသေးတဲ့အတွက်ချက်ချင်းလမ်းလျှောက်နိုင်တယ်စကားပြောနိုင်တယ်ဆိုတာဟာ အကြောင်းနဲ့အကျိုးမကန့်ညီတဲ့အယူအဆတစ်ခုဖြစ်ပါတယ်ဒီအယူအဆကိုထောက်ခံတဲ့သိပ္ပံနိကြဒါရကတွေလုံးဝမရှိပါဘူးရှိတဲ့အထောက်ထားတွေအလုံးဟာဘာသာရေးဆိုင်တဲ့စာပေတွေနဲ့ရိုးရာယဉ်ကျေးမှုတွေသာဖြစ်ပါတယ်ယုတ်တိပေဒမှာတော့ခိုင်လုံတဲ့အထောက်ထားမရှိတဲ့အယူအဆတွေကို လုံးဝလက်မခံပါဘူးကလေးတငယ်ရဲ့ခွင်ချိုးမှုအစင့်စင့်ကိုလေးလာထားတဲ့သိပ္ပံနိကြသူတည်တနာတွေအများအပြားရှိပါတယ် ဒီသူတည်တနာပြီက မွေးကင်းစားကလေးငယ်တွေဟာလမ်းမလျှောက်နိုင်သေးဘူးစကားမပြောနိုင်သေးဘူးဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်းတတိပြနေပါလေဒါဟာဒီအယူအဆဆန့်ကျင်ပဲဖြစ်တဲ့ခိုင်လုံတဲ့အထောက်အထားတွေပဲဖြစ်ပါလေဒါကြောင့်တိတ်ပန်နည်းနဲ့ယုတ်တိပေဒရှုထောင့်တွေကလည်းကြည့်မယ်ဆိုရင် ရှင်တော်ဗုဒ္ဓဖွားမြင်တော်မူစဉ်က ဖွားမြင်ပြီးပြီးချင်းလမ်းလျှောက်နိုင်တယ်စကားပြောနိုင်တယ်ဆိုတဲ့အယူအဆဟာလက်တွေ့မဖြစ်နိုင်တဲ့အပြင် ခိုင်လုံတဲ့အထောက်ထားလည်းမရှိပါဘူးဒီလိုခေါ်ပြချက်တွေဟာဘာသာရေးရဲ့အံ့ဖွယ်တရုတ်ခေါ်ပြမှုတွေသင်္ကေသတွေအဖြစ်တာကျွန်တော်တို့မှတ်ယူရမှာဖြစ်ပါတယ်ဘာသာရေးစာပေတွေကိုဖတ်တဲ့အခါမှာဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်နဲ့စင်ချင်းသုံးတတ်တာဟာအရေးကြီးပါတယ်ရှင်တော်ဂေါတမဘုဒ္ဓဘွားမြင်စဉ်ကကျွန်တော်တို့လိုခမရတို့လိုပဲအရွယ်ရောက်ခါမှာပညာတွေသင်ယူ စီးပိုးရင်းနဲ့အသိဉာဏ်တွေ ရင့်ကျက်လာတော့ သူ့ကိုယ်ပိုင်အတွေ့အခေါ်တွေကနေဝါရတတရဲ့ထူထောင်ရင်းနမေကျော်ကြားလာခဲ့တာဖြစ်တယ်။ဒီထက်ဘာမှမပူဘူးလို့ကျွန်တော်တို့မြင်ပါတယ်။တကယ်တော့သမိုင်းပညာရှင်တွေနဲ့ပညာရှင်အများစုကလည်းပဲရှင်တော်ဂေါတမဗုဒ္ဓဟာ သမ္မာလူသားတကူအဖြစ်မွေးဖွားလာခဲ့ပြီးကြိုးစားအားထုတ်မှုပညာစည်းပူးမှုနဲ့အထွေခေါ်တွေကို အခြေခံပြီးဗုဒ္ဓဝါဒကိုတည်ထောင်ခဲ့တာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ကျမ်းဂန်တွေမှာပါတဲ့ အံဖွဲ့ပြည့်ရတွေရုတ်တိမဆန်တဲ့ပြည့်ရတွေဘာသာဝင်တွေရဲ့ယုံကြည်မှုကိုပုံမခိုင်မာစေဖို့ဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုချီးမြှောက်ဖို့ရည်ရွယ်ပြီးတော့နောက်ပိုင်းမှာထဲသွင်းရေးသားခဲ့တာ ဖြစ်နိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ဒီလိုတန်တာရီဆန်တဲ့အရေးသားတွေဟာရှေ့ခေတ်ကဘာသာရေးကောင်းဆောင်တွေရဲ့လက်စွမ်းကလောင်စွမ်းကိုပြသလိရှိတဲ့ ရိုးရကလေးတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်ရှင်တော်ဂေါရမဘုရားရဲ့ဘဝကိုအံ့ဖွယ်ဖြစ်ရတွေမပါဘဲနဲ့ကြည့်မယ်ဆိုရင်လည်းအမတမထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တူဦးရဲ့ဘုံရိပ်ကိုပဲတွေ့မြင်နိုင်မှာဖြစ်ပါတယ်။လူလောကရဲ့ဒုက္ခသစ္စာကိုသိမြင်ပြီးအဲ့ဒီဒုက္ခကလွတ်မြောက်ရာလမ်းစကိုကိုယ်ပိုင်ဉာဏ်ပညာနဲ့ရှားပွေ တွေ့ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ့ရှိခဲ့တဲ့တရားတွေကိုအပင်ပန်းခံပြီး လူအများအကျိုးအတွက်ဖြန့်ဝေခဲ့တဲ့ဆရာတပူအနေနဲ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်။တိရှုတော်ကနေကြည့်မယ်ဆိုရင်ဗုဒ္ဓဘာသာရဲ့အနှစ်သာရဖြစ်တဲ့ဒုက္ခသစ္စာ၊တမှုတရားသစ္စာ၊ညီရောဓသစ္စာနဲ့မက္ကသစ္စာဆိုတဲ့အခြေခံတရားတော်တွေဟာလည်းအံ့ဖွယ်ဖြစ်ရပြီးအပေါ်မှာတိဆောက်ထားတာမဟုတ်ပဲလူသားတိုင်းရဲ့ဘဝအတွေ့အကြုံနဲ့ဆက်ဆက်နေတဲ့ ယုတ်တိရှိတဲ့အမှန်တရားတွေအဖြစ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ပါရာယေဆိုင်ရာယုံကြည်မှုနဲ့သမိုင်းဆိုင်ရာအချက်လက်တွေကို ခွဲခြားပြီးလေးလာဆန်းစစ်နိုင်တာဟာဖန်ချက်ညီတဲ့အမြင်ကို ကျွန်တော်တို့လူသားတွေအတွက်ရရှိစေနိုင်မှာဖြစ်ပါတယ်။ဆက်ပြီးပြောချင်တာက နောက်တစ်ချက်ကဝေဖန်ခြင်းကြေတနာပေါ့ဝါဒတွေအများအပြားထက်ကဗုဒ္ဓဝါဒကတော့သူရကထက်လဲထူးတယ်လို့မြင်ပါတယ်တရားကုံတော်၆ပါးထဲမှာပါဝင်တဲ့အေပတိကောဆိုတဲ့ကုံတော်ဟာဒီအချက်ကိုအထင်ရှားဆုံးဖော်ပြပါတယ်လာပါကြည့်ရှုပါလက်တွေ့ကျင့်သုံးကြည့်ပါလို့အတိတ်ပဲရပြီးတော့ဗုဒ္ဓရဲ့တရားတော်တွေဟာလာရောက်လည်လာဖို့လက်တွေ့ကျင့်သုံးကြည့်ဖို့ထိုက်တန်ကြောင်းဖိတ်ခေါ်နေတာဖြစ်ပါတယ်ယုံကြည်မှုတစ်ခုတည်းကိုပဲအခြေခံပြီးလက်ခံဖို့ မတိုက်တွန်းပဲနဲ့ကိုရိုင်းညံတဲ့စင်ကျင်ပြီးမှလက်တွေ့အကျိုးကိုမြင်မှယုံကြည်ဖို့တိုက်တွန်းတာတခြားသောဝါဒတွေတခြားသောဘာသာတွေနဲ့မတူတဲ့ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်ဒီလိုအစမ်းသက်ခံရဲ့သဘောထားဟာဗုဒ္ဓဝါဒကို ပို့ပြီးတော့ယုတ်တိရှိပြီးလက်တွေ့ကြတဲ့ဝါဒတစ်ခုအဖြစ်ရှုမြင်စေပါတယ်လူတွေဟာသူတို့ရဲ့ကိုယ်ပိုင်ခွဋ်အကျုံနဲ့ဉာဏ်ပညာကိုအသုံးပြုပြီး တရားတော်ရဲ့အမှန်တရားကိုဆန်းစစ်နိုင်ခွင့်ရှိပါတယ်အကျိုးရှိမှဆက်လက်ကျင့်သုံးမယ်အကျိုးမရှိရင်ပယ်ချနိုင်တယ်ဆိုတဲ့လွတ်လပ်ခွင့်ဟာပုဒ္ဒဝါဒရဲ့အနှစ်သာရတစ်ခုပဲဖြစ်ပါတယ်တခြားသောဝါဒအများစုမှာတော့အခြေအမြင့်မရှိတဲ့ယုံကြည်မှုတွေအာဏာပိုင်တွေရဲ့အမိန်အာဏာတွေအပေါ်မှာအခြေခံထားတာကိုတွေ့ရတတ်ပါတယ်မဝေဖန်ရဘူးမစမ်းတတ်ရဘူးဆိုတဲ့တာမြင့်ချက်တွေလည်းရှိတတ်ပါတယ်ဒါပေမဲ့ဘုန်းတော်ဝါရကတော့အဲ့ဒါလိုမဟုတ်ပဲ ပွင့်လင်းတဲ့စိတ်ထားနဲ့လက်တွေ့စမ်းသပ်မှုကိုအားပေးတာကို တွေ့ရပါတယ်။ဒါကြောင့်ဘုန်းတော်ဝါရဟာ လူသားတွေရဲ့ဉာဏ်ပညာကိုလေးစားတဲ့ဝါရတစ်ခုဖြစ်ပြီးကိုယ်တိုင်စင်ချင်းတုံတရားနဲ့လက်တွေ့ကျင့်သုံးခြင်းအဖြစ်သာအမှန်တရားကိုသိမြင်နိုင်တယ်ဆိုတဲ့အယူအဆကိုအလေးထားတဲ့ဝါဒတစ်ခုလို့ဆိုနိုင်ပါတယ်ဒီအချက်ဟာဗုဒ္ဓဝါဒရဲ့အခြားဝါဒတွေထက်ထူးခြားတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်နောက်တစ်ခုဆွေးနွေးကြတာက စွတ်တောင်းခြင်းကြေတနာပါတခြားသောပါတာတရားပြီမှာစွတ်တောင်းခိုင်းတဲ့ဝတ်ပြုခိုင်းပါတယ်ဗုဒ္ဓဝါဒအစစ်အမှန်မှာတော့စွတ်တောင်းတာဝတ်ပြုတာပြီးအာမပေးတဲ့ဝါဒလက်တွေ့ကျင့်သုံးခိုင်းတဲ့ဝါဒလို့ညင်ပါတယ်ဒါပေမဲ့နောက်ပေါ်လာတဲ့ဗုဒ္ဓဝါဒီဆိုသူတွေကစွတ်တောင်းခိုင်းတယ်ဝတ်ပြုခိုင်းတယ်ဗုဒ္ဓထံတော်မှာစွတ်မတောင်းဝတ်မပြုဘူးဆိုရင်ငရေပဲသွားရတော့မလို့လို့အဖြစ်ရှိတလို့လို့ပြုမှုနေတာတွေဟာ ကြာလာတော့ဗုဒ္ဓဘာသာတွေဟာလည်းတခြားသော God ကိုကိုးကွယ်တဲ့သူတွေနဲ့သိပ်မထူတော့ပဲအတူတူပဲလို့နောက်လူတွေကမြင်လာပါတယ်ဒီအချက်ကအင်မတန်စိတ်ဝင်စားစရာကောင်းပြီးတော့စဉ်းစားစရာကောင်းတဲ့အချက်တွေပဲဖြစ်ပါတယ်အမှန်တကယ်တော့ရှင်တော်ဗုဒ္ဓရဲ့တရားတော်တွေမှာဆွတ်တောင်းတာဒါမှမဟုတ်အတနာခံခြင်းအပေါ်အတိအထားပြီးခေါ်ကြားထားတာမတွေ့ရပါဘူးဗုဒ္ဓဘာသာရဲ့အတိကရည်ရွယ်ချက်ကကိုယ့်ရဲ့ဂန်း ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ပညာဉာဏ်ကို အခြေခံပြီးဒုက္ခကလွမြောက်ဖို့ဖြစ်ပါတယ်။ကိုယ်တိုင်လမ်းကြောင်းမှန်ကိုရှာဖွေပြီးတော့ကျင့်ကြံအားထုတ်မှသာ လူရပန်းတိုင်ကို ရောက်နိုင်တယ်လို့ဗုဒ္ဓကဟောကြားခဲ့ပါတယ်။ဝတ်ပြုခြင်းဆိုတဲ့အလေးအထားနဲ့ပတ်သက်လို့လည်းအနည်းငယ်တော့ကွဲလွဲမှုရှိနိုင်ပါတယ်။ဗုဒ္ဓဘာသာမှာယဟန္တာတွေကိုရှိခိုးတာဗုဒ္ဓရုပ်ပွားတော်တွေကိုရှိခိုးတာတွေရှိပေမဲ့ ဒါဟာချင်းမြောက်ကိုးကွယ်တာ တက်တက်မဟုတ်ဘင်းနဲ့ဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုအောက်မေ့တရိယာပြီးတော့ကိုယ်တိုင်လည်းပဲအဲ့ဒါလိုအရေးအချင်းတွေရရှိအောင်ကြိုးစားဖို့အားပေးတဲ့သဘောမျိုးလို့ဆိုနိုင်ပါလေ။ဒါပေမဲ့နောက်ပိုင်းဗုဒ္ဓဘာသာဝင်အချို့ကတခြားဘာသာတို့ရဲ့လွမ်းမိုးမှုတွေကြောင့်ပဲဖြစ်စေကိုယ့်ရဲ့စိတ်ကိုအားပေးနှစ်သိမ့်လိုတဲ့ရည်ရွယ်ချက်နဲ့ပဲဖြစ်စေဆူတောင်းတာ အတနာခန္ဓာတွေပြည့်လုလာတာကိုတွေ့ရပါတယ်။ဗုဒ္ဓဓမ္မတိုက်ရိုက်ဆွတ်တောင်းပြီးတော့လိုယာဆန္ဒတွေပြည့်မယ်လို့ယုံကြည်တာမျိုးဟာဗုဒ္ဓဘာသာရဲ့အခြေခံမူတွေနဲ့တော့စိတ်ပြီးတော့မကန့်ညီလာဘူးလို့ထင်တယ်။ခုနပြောသလိုပါပဲ။ဒီလိုအလေးအထားတွေများလာတဲ့အခါမှာဗုဒ္ဓဘာသာဟာလည်းတခြားသောကိုယ်ခွေရာတဘာကိုပဟုကျတဲ့ဘာသာတွေနဲ့တဖြည်းဖြည်းပုံစံတူလာနိုင်ပါတယ်။ဗုဒ္ဓဘာသာရဲ့မူလအနှစ်သာရဖြစ်တဲ့ ကိုအားကိုကိုပြီးလက်တွေ့တင့်ကြံအထုတ်တဲ့လမ်းကြောင်းကနေသွေဖယ်သွားနိုင်ပါတယ်။ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဗုဒ္ဓရဲ့မူလတရားတော်တွေကိုတေချာလေ့လာပြီးဘယ်အရာက အမှန်တကယ်ဗုဒ္ဓဟောကြားခဲ့တဲ့လမ်းညွန်ချက်တွေလဲဘယ်အရာတွေကနောက်ပိုင်းမှာရောနှောလာတဲ့အလေးအထားတွေလဲဆိုတာကိုဝေဖန်ပိုင်းခြားနိုင်ဖို့အရေးကြီးပါတယ်။ကိုယ့်ရဲ့ယုံကြည်မှုဟာပညာဉာဏ်နဲ့ စင်ချင်တုံတရားအပေါ်မှာအခြေခံထမတာခိုင်မာပြီးမန်ကန်တဲ့လမ်းကြောင်းပေါ်မှာရောက်ရှိနိုင်မှာဖြစ်ပါတယ်ဒီဝေဖန်မှုနဲ့ပတ်သက်ပြီးတော့အထူးတဖြင့်မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဝါဒီတွေကပါဇက်အရသာခံပြီးပြောနေကြတဲ့စကားတခွန်းရှိပါတယ် ငါတို့ဘာသာကမှန်တယ်အစမ်းတက်ခနိုင်တယ်တခုသီးသော အစမ်းတက်ခနိုင်တဲ့ဘာသာတိတ်ပန်နေကြတဲ့ဘာသာတိတ်ပန်ပညာရှင်တွေလက်ခံနိုင်တဲ့ဘာသာလို့ပြောကြပြီးတော့အခုလိုပြဿနာတွေနဲ့ပတ်သက်ပြီးတန်ရာစကားတွေကိုပြောမိရင်ကိုပဲမင်းကဘာကောင်းလဲမင်းကဆရာကြီးလားမင်းကလူတက်ကြီးလားမင်းကလူဇွမ်းကောင်းကြီးလားဆိုပြီးတော့အုပ်စုဖွဲ့ပြီးတော့ဝိုင်းတက်ခိုက်ကြတာရှိပါတယ်ဒါဆိုရင်တရားကုံတော်6ပါးထဲကအိဟိပတိကောဂုံနဲ့ဆန့်ကျင်မနေဘူးလားလို့မေးစရာ မေခွန်ဖြစ်လာပါတယ်။ဒါမျိုးတွေဖြစ်နေတာဟာပညာဝန်ဆောင်မဖြစ်လို့လားအသွင်းစစ်ကိုကတည်မမှန်လို့လားပေါ့လေဘယ်လိုသတ်မှတ်ရမလဲပေါ့ဒီအချက်ဟာမြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာဝင်အချို့ကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုလို့ဆိုနိုင်ပါတယ်။ပဇက်ကတော့ဗုဒ္ဓဘာသာရဲ့ထူးခြားချက်ပြီးကိုပြောနေကြပြီမယ်။ တကယ်တမ်းဝီဖန်ပိုင်းခြားတဲ့အမြင်တွေကိုလက်တွေ့မှာလက်မခံနိုင်တဲ့အခြေအနေမျိုးတွေရှိနေတာဟာတကယ်ပဲဝမ်းနည်းစရာကောင်းပါလေဒီလိုအခြေအနေမျိုးဖြစ်ပေါ်နေရတာနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကိုကျွန်တော်အနေနဲ့သုံးသပ်ကြည့်မယ်ဆိုရင်တော့ပညာဝမ်းစာမပြည့်ခြင်းဘုဒ္ဓဘာသာရဲ့အခြေခံတရားတော်တွေနဲ့ တမိုင်းအကြောင်းအရာတွေကိုကြဲကြဲပြန့်ပြန့်မလေးလာထားတဲ့သူတွေဟာသူတို့ရဲ့ယုံကြည်မှုကို စိန်ခေါ်လာတဲ့အမြင်တွေကိုလက်ခံဖို့ခက်ခဲတတ်ပါတယ်သူတို့ဟာရိုးရအစင်အဆက်ယုံကြည်လာတဲ့အယူအဆတွေကိုဒါအမှန်လို့ထင်နေတတ်ပါတယ်နောက်တစ်ချက်ကကိုယ့်ရဲ့ယုံကြည်မှုကို ထိပါလာတယ်လို့ခံစားရတဲ့အခါမှာလူတွေဟာစိတ်တူစိတ်ဆိုးတတ်ကြပါတယ်သူတို့ရဲ့ယုံကြည်မှုဟာသူတို့ရဲ့အတ္တနဲ့တရားတဲ့ ဖြစ်နေတက်ပြီးတော့ဝေဖန်မှုကိ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 ုတိုက်ခိုက်နေတယ်လို့ခရယူတက်ပါတယ်နောက်တစ်ချက်ကအာနာရှင်ဆန်တဲ့အတွေ့အခေါ်ပါတချို့သူတွေဟာ သူတို့ရဲ့အယူဆသာအမှန်ဖြစ်ပြီးတော့တခြားအမြင်တွေကိုလုံးဝလက်မခံကျင်တဲ့အတွေ့အခေါ်မျိုးရှိတတ်ပါတယ်သူတို့ဟာ သူများရဲ့အမားကိုထောက်ပြခြင်းစိတ်ပြင်းပြပြီးကိုယ့်ရဲ့အမားကိုကြတော့မြင်ဖို့ခက်ခဲတတ်ပါတယ်နောက်တစ်ချက်ကအုတ်ဆုလိုက်ပိုက်ခိုက်တာ လူအများစုကတည်ယူသံအမြင့်ကိုလက်ခံထားတဲ့အတိုင်းအဝိုင်းမှာဝေဖန် ပိုင်းခြားတဲ့အမြင်ကိုထုတ်ခေါ်ပြောဆိုဖို့ခက်ခဲတတ်ပါတယ်။အများနဲ့မတူရင်အပြစ်ထင်ခံရမှာကိုကြောက်ရွံ့တတ်ကြပါတယ်။နောက်တစ်ချက်ကအေပတိကောဆိုတဲ့အတိတ်ပဲကိုလွယ်လွယ်မာမာနားလည်ထားခြင်းဆိုတဲ့စေတနာပါ။တချို့လူတွေဟာအေပတိကောရဲ့အတိတ်ပဲကိုမမှန်ကန်ကန်နားမလည်ဘဲနဲ့သူတို့ရဲ့ယုံကြည်မှုကိုအတည်ပြုဖို့အတွက်သာ အသုံးပြုတတ်ကြပါတယ်။တကယ်တမ်းမှာတော့ဒီကုံတော်ဟာပွင့်လင်းတဲ့စိတ်ထားနဲ့လိလာဆန်းစစ်ဖို့တိုက်တွန်းတဲ့အချက်ပဲဖြစ်ပါတယ်။ဒီလိုအခြေ င်းဒီတွေဟာတရားကုံတော်6ပါးတည်းကဧပတိကောဂုံပုံနဲ့လုံးဝဆန့်ကျင်နေပါတယ်ဗုဒ္ဓဘာသာရဲ့အနှစ်သာရဟာ ကိုယ်တိုင်စင်ကျင်တုံတရားနဲ့ဝေဖန်ပန်းချပြီးအမှန်ကိုရှာဖွေဖို့ဖြစ်ပါလေတကယ်၍ကိုယ့်ရဲ့ယုံကြည်မှုကိုမေခွန်းထုတ်တာနဲ့ဝေဖန်တာကိုလက်မခံနိုင်ဘူးဆိုရင်အစမ်းသက်ခံနိုင်တယ်ဆိုတဲ့ပြောဆိုချက်ဟာအဘောရန်ဟန်ဆောင်မှုတက်တက်ပဲ ဖြစ်သွားနိုင်ပါတယ်ဒီလိုအပြုအမူတွေကိုပညာဝန်းစံမဖြစ်လို့လားဒါမှမဟုတ်အတွင်းစိတ်ပဒေမမှန်လို့လားဆိုပြီးတော့တိတိကျကျသတ်မှတ်ဖို့ကြတော့လဲခက်ခဲပြန်ပါတယ်ဒါဟာလူတဦးချင်းစီရဲ့အသိဉာဏ်အစစ်အတန်းစိတ်ငြိသဘောထားဘဝင်းကျင်ရဲ့လွမ်းမောမှုအစတဲ့အကြောင်းဝရာပေါင်းစုံနဲ့ဆက်ဆက်နေနိုင်တယ်လို့ပဲမြင်ပါတယ်အရေးကြီးတာကတော့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဗုဒ္ဓရဲ့မူလတရားတော်တွေကိုလေးလေးနက်နက်လေ့လာစီပူပြီး ပွလင်းတဲ့စိတ်ထားနဲ့ဝေဖန်ပိုင်းခြားနိုင်တဲ့အလေးအကျင့်ကိုတည်ဆောက်ဖို့လိုအပ်ပါလေကိုယ့်ရဲ့ယုံကြည်မှုကိုမေခွန်းထုတ်ရဲတဲ့တတိရှိမှလာပုံမူခိုင်မာတဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်မှာဖြစ်တယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်ကိုနေကုန်ချုပ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်